ယခုတခါကျွန်တော်ဖတ်ပြပေးမှာကတော့ဘိုတာယာရဲဘော်၃ချိတ်ရေးသားသောဘိုလူပွဲဆိုတဲ့ဝတ္ထုတော်ပဲဖြစ်ပါတယ်ခင်ဗျာဘိုလူပွဲတရောတကြက်ဖတ်တွန်ရသည်မမ်မေသည်မိုးဆိုးကြီးဥဘိုဟန်သည်ပြင်မနာအနောက်နယ်တောင်ညိုမိုးဆွေရွာနှင့်တကွအောင်သာမင်းရဲရွာအထိသူဤမိုးဆိုးကုံရီတရင်ကြော်ကြပြန့်နှံ့သည်လို့ဆွဲတော်မြောင်တရက်ချောင်း ကျောင်းစုရွာများတွင်မုတ်ဆိုးကိုမြမောင်ဤတရင်လည်းကြီးပါပေသည်မင်းပြင်ဒလန်းချုံဘူတာနှင့်အုတ်ရှက်လှိုင်းမတော့ပင်ကြေးရွာများတဝိုက်၌မုတ်ဆိုးဥရွှေစင်ဤတရင်ကအတော်ကြီးမားပြန့်နှံ့နေပါတော့သည်ဥရွှေစင်ဤအဖေသည်ချင်းအမျိုးသားဖြစ်ပြီးအမေမှာဗမာအမျိုးသမီးဖြစ်ကြသည်ဥရွှေစင်သည်ယခုတိုင် သူဤဖခင်ကြီးကိုမင်းပြင်ရွာတွင်ထားရှိပြီးကိုယ်တိုင်လှုပ်ကျွေးပြုစုနေသူတဦးဖြစ်သည် အရှိလာသောနနွမ်းချင်းချောင်းကပင်နာမြောင်းကျွရများမြောက်လာသောအုတ်ရှစ်လိုင်းကြောက်ကြီးကိုကြေးပါ တောင်လာသောပကိုးရိုးမကြီးဤတောင်ကျောရှည်ကြီးအတိုင်းအနောက်လာသောမြေထဲနယ်အာလံတနတ်ရိုင်အတွင်းရှိတောတောင်အခြေအနေကွင်းနံပါတ်များတစ်တော်ကျိုးဝိုင်းများဘောင်ဒရီလမ်းများမှဆ ảy ၍ခင်ကျော်ရှိုးမြောင်စံစခန်းစသီတို့ကို မြေပုံတစ်ချက်မှ မဆောင်ရဘဲမကြည့်ရဘဲ အလွတ်ရအလွတ်တိနေအောင်တောကျွမ်းတောကျေသူဖြစ်ပေ၏တတော်ဘက်အမှုတမ်းများပြင်မနာတောင်ကုန်နယ်ဆက်ပြင်မနာအာလံတရက်နယ်ဆက်တလျှောက်တစ်တော်အလုံးများအတွက်ခီးထွက်เสียရှိလေဥရွှေစင်ကိုပအောင်ခေါ်ဆောင်ပြီးမှသူတို့တစ်တော်အလုတ်ကိုစိတ်ချလက်ချလုံနိုင်ကြပေသည်မြည်သည့်တစ်တော်ကျော်ဆုံးနယ်ဆုံ၌တစ်တော်မြေပုံအတိုင်းရှိသည်မရှိသည်ကိုဝါရင်တော်တစ်တော်အရာရှိကြီးများနှင့် ဥရွှေစင်တို့အပြိုင်အဆိုင်ငင်းခုန်ကြသည့်အခါတွင်ဥရွှေစင်ဤဘက်မှအမြဲအနံ့ရမြဲဖြစ်ပေ၏။ဤသည့်တော်ကြီးစေကမူနေရောညပါမျက်စိမလဲတဲ့ချင်းလမ်းရိုးအတိုင်းမဟုတ်ဘဲခရီးစဉ်ဤရီမှန်းချက်ဒေတာစီတို့အချင်းတူတူနှင့်ရောက်စီရန်ဖြက်လမ်းမှ အလွယ်တကူသွားတဲ့ချင်းစသည့်တော်ကျွမ်းကျင်မှုဂုံတူကဥရွှေစင်အတွက်တရင်ကြီးမစီတော့သည်။ ဥရွှေစင်တနက်တစ်ချက်တန်ကြားရလျင် နောက်ပါမုတ်ဆိုးတွေကတားကောင်ကိုထမ်းယူရအောင် ထုတ်ပိုးခုံမြဲဖြစ်တည်ဟူသောမင်းပြင်ရွာသားတို့၏လက်သုံးစကားကိုထောက်ရှုခြင်းအပြင်ဥရွှေစင်၏လက်ဖြောက်မှုအပြင်တားကောင်ကြီးငယ်တို့၏တဘာဝကိုအင်မတန်မှကြွန့်ကျင်သိရှိသည့်ကြောင့်တားကောင်အမဲကောင်များအဖို့ဥရွှေစင်တနက်တလက်ဆွဲကတော်ရင်ဝင်ရန်ခြေလှမ်းလိုက်တိုင်းသေမင်းကြတားကောင်များအဖြစ်သို့ရောက်ရှိခဲ့ကြခြင်းနှင့်သာတူစေတော့သည် မုံဆိုးကျော်ဥရွှေစင်၏အလုတ်အကင်မှာမိုးရင်းတွင် သူ၏ကိုပိုင်လက်ရကလေးများကို ထွန်ရက်လုတ်ကန်ရင်းတစ်ခုတ်ချင်းစသည့်ဒေသအလိုက်လုပ်ငန်းများကို လုတ်ကန်ပြီးကြမ်းအချိန်ကာလများအဖို့တစ်တောဘက်ရဲဘက်မှတနတ်များကိုယူကာအမဲပြစ်ချင်းဖြင့်တနစ်လဲခဲ့ပေသည်အရက်၅ဘေလေးလက်မှအရက်အမောင်းတွင် ကိုလုံးကတည်တည်ကြည်ကြည်ရှိပြီးတိုးတဲ့ခရီးသွားသည့်အခါ၌ဥရွှေစင်၏မျက်လုံးကတကွက်ကလေးမှအငြိမ်မနေပဲ အမြဲတစေလှဲ့လေကလှုပ်ရှားကကြည့်ရှုနေပါသည်လမ်းသွားလမ်းလာမှာလဲသူ့ကိုတော်တော်တန်တန်ခྱི་တွားလာနိုင်သူများကလိုက်၍မမီနိုင်အောင်လှင်မြန်လှပါပေ၏တိုးတဲ့တွင် သူ့ကိုကြဲကြဲလောင်လောင်ခေါ်ဝေါ်ခြင်းစူညံစွာစကားပြောခြင်းကိုဥရွှေစင်ကမနစ်သက်ပါသူပြောလိုသောအင်မတန်အရေးကြီးသည့်စကားများကိုနှစ်ကိုယ်ကြားကပ်၍တိုးတိုးပြောလေရှိပြီးများသောအားဖြင့်သူ၏လက်ဖြင့်အချက်ပြက ပြောဖို့ညွှန်ကြားတတ်ပါသည် အင်မတန်နှဆိုင်ကြီးမသောဘကိုးရိုးမတောင်ကျောကြီးကိုကျောမီကောင်းတပွဲနေထိုင်ကြရသောဥရွှေစင်တို့လိုမုတ်ဆိုးများအတွက် နေစဉ်ရက်ဆက်တောလေခြင်းအမဲပစ်ခြင်းတစ်တောဌာနအမှုရမ်းများကိုကူညီလမ်းပြရခြင်းစသည့်လုပ်ငန်းများကြောင့်တားကောင်ကြီးငယ်တို့ပေါများလှသောတောတောင်၏အတွေ့အကြုံမှာမကြာခဏရရှိခဲ့လေသည် စင်စိုးကြီးများပြောင်ကြီးများကြားစိုးကြီးများနှင့်မကြာခဏရင်ဆိုင်ခဲ့ရသောဥရွှေစင်ဤမုတ်ဆိုးတန်တရာခီးတလျှောက်မှ သူ့အဖို့မမျော်လင့်မဲအံ့ဩလောက်เสียတော်ရင်အတွေ့အကြုံတရက်ကိုကျွန်တော်နှင့်ဥမောင်မောင်ခင်ရန်ကုန်သည်ရိုးမအခြေတို့ခြစ်တက်စဉ်အခါကအမတ်တရပြောပြသောဖြစ်ရများအနက်အလွန်တိတ်တင့်မှတ်တင်သောတော်ရင်ဘိုလ်လူပွဲတိုက်ပွဲအကြောင်းတရက်ကိုပေါ်ပြအစီရင်ခံအပ်ပါကြောင် လေပြေကတောတပင်ကိုတဟူဟူတိုက်ခတ်နေတော့သည်မင်းလွင်နှင့်မြူကိုတို့သည်စုံမြန်ကျော်ကိုတာမောပွေရာမှုံဤပြားလျက်တာမောပွေအတွင်ဖန်နေတော့၏အောင်းလောင်ငှက်ကြီးတအုပ်ကလည်းတအောက်အောက်အွန်မြင်ရင်မြင်မာသောညောင်မင်းကြီးစီတို့ဥတီပြန်တတ်နေကြသည်နတ်မောင်နေသောဘကိုးရိုးမှ အရှိတ်ဘက်ချမ်းအခြေနေတို့သည်စိတ်အားငယ်သူတို့ကိုကြောက်မက်ဖွယ်ရာတောတောင်ကြီးမားမှုတို့ဖြင့်ချင်းချောက်နေတဲ့ကဲ့သို့ပင် မုံဆိုးကိုရွှေစင်တယောက်သာလင်303အင်္ဂလိပ်ရိုင်ဖယ်တစ်လက်ကိုညာလက်မှဆွဲကန်ရင်တတော်စင်းတတောင်တက်တတော်ထွက်တတောင်ဝင်ကမုံဆိုးတန်တရာလည်နေကိုက်ဖြစ်ပါသည်ထိုနေ့အဖို့တားကောင်ကြီးကြီးတကောင်ကိုအပိုင်ပစ်ခတ်နိုင်ရဲ့အတွက်တကိုယ်ချင်းအနေနဲ့ခြေရာခံပြင်းပြီးချောင်းမြောင်းပြင်းပြီးအတိုင်းအဖော်မပါစတန်းတကိုယ်ထဲတောလေထွက်ခဲ့ခြင်းသာဖြစ်သည် သူသည်စွန့်ငံဝင်ချိန်တိုင်းစိတ်ကြိုက်သားကောင်တကောင်ကောင်ဤခြေရာလက်လက်ဆက်ဆက်မတွေ့ရသဖြင့်ခရီးကလည်းအတော်ပန်းခဲ့သည်ကြောင့်လွင်သာကွက်ရက်တနေရာတွင်ခိတ္တနာရင်စင်းလိတ်တောက်ရန်အာတိတရှိခဲ့လေသည်ထို့ကြောင့်ချောင်းကလေးဤကမ်းမအနီးတွင် ပေါက်နေသောဝယုံပင်ရိပ်တွင်အသာကက်၍ထိုင်လိုက်ပြီးကွန်းအစ်ပေါက်ဆာကလေးကိုဖွင့်လိုက်မိပါသည်ကိုရွှေစင်ဝင်ရောက်ခဲ့သည့်တောမှာပြင်းမနာတောင်တွင်းကြီးမီယထာလန်တောင်ဘက်ရှိ ်မင်းပြင်းနဲ့ဒလန်းချုံမြေထားလန်းအနောက်တောင်ဘက်ခရုံရုံအရက်၌ရှိသည်မရန်းဤချောင်းတလျှောက်မှတောကြီးဖြစ်လေသည်တောစင်ပြောင်းဆိုင်မဆ၍တားကောင်ကြီးငယ်တို့အင်မတန်ပျော်မွေ့ရာတောင်ကျောခင်တန်းနှင့်ရှူများမြောင်များထူထပ်လာသောဘကိုးရိုးမှ အရှိစင်ကြီးလျှောနေရာကောင်းတောကြီးပင်ဖြစ်ပေ၏ကိုဦးနီနီကလေးအတွင်းမှ အထက်အဆင့်ကိုမကအောက်ထက်အတွင်းစီကကိုရက်တရွက်ကိုဆွဲနှုတ်လိုက်စဉ်တွင် သူအတာမီပြီးထိုင်နေရဝယုံပဲမြောက်ဖက်မှာတောတိုးတန်တဲ့တဲ့များကိုနားပန်းလာတော့မုတ်ဆိုးကိုရွှေစင်ကတတိပြုမိလိုက်သည်ထို့ကြောင့်တားကောင်တကောင်ကောင်မုတ်ချပြမှန်းရိပ်ပြီးတော့ကိုရွှေစင်သည်ဆွဲနှုတ်တော်မီကိုရွက်ကိုလမ်းခုလက်တွင်တန်ထားလိုက်ပြီးအတန်ထွက်ပေါ်လာရဘက်သို့မျက်စိရှင်ရှင်နှင့်အကဲခတ်ကြည့်ရှုလိုက်သည်ရေမစည်းကြမ်းတောကလေးအတွင်းမှ တသိမ့်သိမ့်လှုပ်ရမ်း၍တက်လာသောတားကောင်ကြီးတကောင်၏အတိတ်ဘယ်ကိုကိုရွှေစင်သည်စတင်က ရေးရေးမြင်လိုက်ရပြီး ခတ်တုတ်တုတ်နင်းငါဖိက ရှေ့သို့ထိုးဝင်လာသည့်တားကောင်ကြီးရှေ့ဦးစွာခေါင်းပိုင်းကိုရိတ်ခနဲကိုရွှေစင်သည်တွေ့မြင်မိလေသည်ခွဲတောင်းခန်းလောက်ကြီးမားသည့်အေယာမခေါင်းကြီးကိုမြင်ရပြီးခေါင်းကြီးနှင့်မလိုက်အောင်သေးငယ်ပြီးအဝါရင့်အောင်အခြေတွင် အဖြူခွက်ကလေးများနှင့်ရောဆက်၍၎င်းဒီအောင်မှတဆင့်အဝါရင့်အောင်နဲ့တွင်အနက်စင်းချောင်းကလေးများအနက်ပြောက်ကလေးများဖြင့်ချဲလေထားသည့်ကြားကြီးတကောင်၏မျက်နှာရှေ့ပိုင်းကိုတွေ့မိရခြင်းဖြစ်ပါသည် အယောင်တဖဲဖဲထွက်နေသော မျက်လုံးကြီးနှလုံးအထက်ဝယ်အဖြူရောင်များကနေရာယူပြီးအထက်စီကအဝါရင့်ရောင်များနဲ့အနက်ပြောင်များကဝင်းရံကနှာခေါင်းတူတူပေါ့ဝါကြီး၏ရှေ့ပိုင်းနှင့်ကားနေသောနှခမ်းမွေးကြီးတို့တွင် ထိုးထိုးထောင်ထောင်ထွက်နေသောကြားကြီးသည်ခတ်တုတ်တုတ်ခြေလန်းတွင်နှင့်ရေမစည်းကြမ်းတော်ကိုဖြတ်ခါရှေ့သို့ထွက်ပေါ်လာခဲ့သည် ွှေစင်ဤညာလက်သည်အလိုအလျောက်သူဤညာဘက်ပခုံးတွင်ကက်၍ထောင်ထားသည့်ရိုင်ဖယ်စီသို့ညင်ညင်သာသာလှုပ်ရှားမှုမျိုးဖြင့်ရောက်ရှိသွားပြီးသူဤဘယ်လက်ကရိုင်ဖယ်ပြောင်းအောက်ပိုင်းကိုမိမိရရဆုပ်ကင်မိပါသည်အင်မတန်ပါးနက်သောတောကောင်ကြီးများ၏အတွေ့အကြုံရှိခဲ့သူဥွှေစင်သည် ကြားနှင့်ရင်ဆိုင်ရမည့်အရေးအခင်းအတွက် အကင်းပါးပါးနှင့်သူဤရွယ်ချက်နှင့်လှုပ်ရှားမှုကို ရုတ်တရက်ထွက်ပေါ်လာသော ကြားကြီးမရိပ်မိစေရန်လှည့်စားကား ကြစ်ကြစ်လစ်လစ်ပိပိယိယိလှုပ်ရှားလိုက်ခြင်းဖြစ်ပေသည်ကြားဖြစ်စေတစ်စင်ဖြစ်စေအသားစားတရဝါနှစ်ကောင်သည်မျက်စိအင်မတန်ရှင်သည် သူတို့နှင့်ရင်ဆိုင်မိသောမနုဿလူသားတို့၏လှုပ်ရှားမှုမှန်သမျှကို အမြဲတစေအကဲခလေရှိသည်လူသားကသူတို့အားတစုံတရာလက်နက်နှင့်ရံမူရန်လှုပ်ရှားပြင်ဆင်လိုက်သည့်တပြိုင်နက်တည်းသူတို့ကလက်ဦးအောင်မနုဿလူသားကို အင်မတန်လှည့်မြန်စွာခုံအုပ်ခြင်းတရှိန်ထိုးပြေးဝင်လာပြီးဂျက်ကောင်းနေရာကောင်းများကိုကိုက်ဖဲ့ခြင်းများပြုလုပ်လေရှိကြောင်းကိုဥရွှေစင်သည်သိရှိထားသူဖြစ်၍ကိုရှိန်တက်ခါလှုပ်ရှားပြင်ဆင်လိုက်ခြင်းဖြစ်ပေ၏။ကြားကြီးသည်ဥရွှေစင်စီတို့တန်းကဝင်မလာဘဲနောက်သို့တစ်ချက်လှည့်ကပါဇက်ကြီးကိုဖြဲ့၍ဟင်းကနေမှန်သွင်းလိုက်ပြီးချောင်းထဲသို့ဆွေကနေခုံကဆင်းလိုက်သည်။ဤတွင်မှဥရွှေစင်သည်သူ့ကိုကြားကြီးကအာယုံမဆိုင်ကြောင်းနှင့်တကွ နောက်ပိုင်းမှရန်သူလိုက်လာကြောင်းကိုရိပ်မိတော့သည်ချောင်းထဲသို့ရောက်ရှိသွားသည့်ကြားကြီးအခြေအနေကို လေးပေကျော်အမြင့်တွင်အရိပ်ခိုရင်းထိုင်နေသည့်ဥရွှေစင်သည် ကွက်ကွက်ကွင်းကွင်းမြင်သာနေသောကြားကြီးကိုအရေးတကြီးကြည့်ရှုလိုက်ပြီးရိုင်ဖယ်ပြောင်းဝကို ရှေ့သို့အသာဆက်ငါထုတ်လိုက်တော့သည်ဥရွှေစင်၏မျက်လုံးနှလုံးသည်ကြားကြီး၏ညာဘက်ဘေးတစ်ချမ်း၌ရွှဲရွှဲဆူနေသောသွေးအလူးလူးနှင့်ဒဏ်ရာများစီသို့ရောက်သွားမိသည် ဧကန္နကြားအချင်းချင်းတပွဲဖြစ်ခဲ့ပြီဟုတွေ့မိသည် အချိန်အခါကလည်းပြာသူတပိုးတွေကြားမိတ်လိုက်ပွဲအခါဖြစ်နေသောကြောင့်ဥရွှေစင်ကတွက်ချက်မိခြင်းဖြစ်ပေသည်နောက်ပိုင်းကအနိုင်ရရှိလိုက်သော အခြားကြားကြီးတကောင် မုတ်ချပေါ်လာမည်အရေးကိုလည်းတစ်ချက်တည်းစဉ်းစားမိပြန်ပါသည်ကြားကြီးသည်အနှဲငယ်မောပန်းနေပုံရပြီးချောင်းကုန်ထဲသို့တန်တန်ဆင်းသွားပြီး ဝါနရိုက်ခန့်ရှိသည့်လက်ခုံတဖောင်ခန့်မြင်မားစွာပေါရောက်နေသောဂိုင်းတော်လည်းသို့ဆွေကနေခုံကဝင်ရောက်ပြောက်ွယ်သွားသည်၎င်းဂိုင်းတော်ဤတောင်ပတ်၌ရေဆက်ဆက်နှင့်စီးနေသောချောင်းကလေးကခံနေသဖြင့်ကြားကြီးသည့်နေရာကောင်းဖြစ်နေသည့်အခြားတရဝါများရုတ်တရက်မမြင်သာသည့်မျက်ကွယ်ကောင်းကောင်းအဖြစ်ဖန်တီးနေသည့်ဂိုင်းတော်ထဲတွင်အတာမြုံကပ်နေခြင်းသာဖြစ်ပေ၏အင်မတန်တူတောင်းလာသောမိနစ်ပိုင်းကလေးအတွင်း၌ပင်ကြားကြီးပေါ်ထွက်လာခဲ့သည့်ရေမစီးကြံသောအတွင်းက တားကောင်တကောင်ဒီဘွားကနေပေါ်ပါစွာခုံ၍ထွက်လာတော့သည်ဦးရွှေစင်ဒီရိုင်ဖယ်ကို အသင့်ကန်ရင်ရုတ်တရက်ခုံထွက်လာသည့်တားကောင်ကိုဂယုတစိုက်ကြိရှုလိုက်ရာဂျိုတင်တွေးထင်ခဲ့သည့်အတိုင်းကြားကြီးတကောင်မဟုတ်ဘဲအမွှေးဖွားဖွားဝါတာတာ အစင်းမျိုးဖြင့်တောခွေးကြီးတကောင်ဖြစ်နေကြောင်းကိုသိရှိလိုက်ရသည်အိမ်တွင်မွေးထားသောခွေးပြားထက်ကိုလုံးအနှဲငယ်သာကြီးမာပြီးအိမ်ခွေးထက်အမွှေးရှည်သည် နရွက်ချုံချုံနဲ့တောခွေးကြီးသည်ခေါင်းကိုတစ်ချက်မော့ကအနံ့ခံလိုက်ပြီးကြားကြီးခုံဆင်းရလမ်းကြောင်းအတိုင်းချောင်းထဲသို့တန်းတန်းကြီးခုံဆင်းလိုက်သည်ခါတိုင်းတောခွေးများကိုအုပ်လိုက်အဖွဲလိုက်တွေ့နေကြဥရွှေစင်သည်နောက်ထပ်တောခွေးများဇက်တိုက်ပေါ်ထွက်လာလိမ့်မည်ဟုမျှော်လင့်ကကြည့်နေခဲ့တော်လဲတောခွေးအုပ်ကမပေါ်လာခဲ့ချေဤတွင်မှတောခွေးကြီးနှင့်ကြားကြီးတို့၏တကောင်ချင်းဘိုလူပွဲကိုလှလှပပကြီးကြည့်ရတော်မည်ဟုဥရွှေစင်သည်ကျဉ်းနှံ့မိပါသည် တောခွဲသည်ပါဇက်မများစွာမကြေလောင်လှသည့်ကိကိကိဟူသောအတံများကိုအဆက်မပြတ်ပေးကာချောင်းခုံအတိုင်းဆင်းလိုက်သွားသည်ဥရွှေစင်သည်ကြားကြီးကမြုံ၍အသက်ဆောင်နေရဂိုင်းတော်ထဲသို့တောခွေးလိုက်ရဝင်မိခဲ့လင်ဤတချီတွင်တောခွေးခံရမည့်အလဲဖြစ်ကြောင်းကိုတွေ့မိသည်အเจ้าမှာကြားတော်မူသည်သူတို့၏တားကောင်ဟူသည်များကိုများသောအားဖြင့်ခွေးဆွဲတန်း၍မဆွဲဘဲခို၍၎င်းတောရိပ်မှစောင့်၍၎င်း ိုယောင်ဖြောင်း၍၎င်းအလစ်ဝင်လိုက်လေရှိသောကြောင့်ခွေးကြီးခံရမည်အလဲဟုဥရွှေစင်ကစဉ်းစားမိခြင်းသာဖြစ်ပေ၏ပဇတ်မှအဆက်မပြတ်တမ်းတကိကိအော်မြင်ရင်တောခွေးကြီးသည်ဂိုင်းတော်စီသို့တန်းသွားပြီးဂိုင်းတော်နှင့်ဆယ်လန်းအကွာသို့ရောက်မှဂိုင်းတော်ထဲသို့ဝင်မလိုက်တော့ပဲဂိုင်းတော်ဆက်နှင့်၆လန်းကွာလောက်မှစီး၍အမီးထောင်ကတရရိပ်ပြည့်တတ်သည်အင်မတန်လှည့်မြန်လာသောအရှင်ဖြင့်ကြားကြီးသည်ဂိုင်းပင်များအဖျားပေါ်မှဝီကနေဖြတ်တန်းက သူနှင့်ဘေးလိုက်ပြေးနေသည့်တောခွေးကြီးပေါ်သို့ခုံ၍အုပ်လိုက်သည်။ကြားတော်ဝါတို့၌သူတို့၏ရင်မှန်းချက်အတွက်ကစိတ်တက်နှင့်လှုပ်ရှားမှုမှာအင်မတန်ကိုက်ညီမှန်လာသည်။အကယ်၍ကြားသည်သူ၏သားကောင်ကိုဆဲဘေးအကွာ၌ရက်နေစဉ်ခုံနှွား၍အုပ်လိုက်လျင်သားကောင်ပေါ်သို့တဲ့တဲ့ကြားရောက်လေရှိသည်။ပူသွားခြင်းရော့သွားခြင်းမရှိစတဲ့အင်မတန်အချိန်အဆကောင်းသောကြားဤစွမ်းရည်ကိုဥရွှေစဉ်သိရှိထားသည်ဖြစ်၍ တောခွေးကြီးဏိကုံးချုပ်ကိစ္စချောပြီဟုတွက်မိပြန်သည်ကြားရည်သည်တဲခုံမော်တို့ဘုတ်ခနဲအကြတွင်တောခွေးကြီးကသူ့စက္ကန့်ပိုင်းကလေးအတွင်းကရက်နေသော နေရာ၌မရှိတော့ဘဲကြားကြီးဤညာဘက်ဘေးတွင်ဖြတ်ခနဲအင်မတန်ပေါ်ပါသော အရှင်ဖြင့်ရောက်ရှိခဲ့ပြီးမြေပေါ်သို့ရုတ်တရက်အရှင်နှင့်ကြလာသည့်ကြားကြီးဤညာဘက်နဘေးကိုတစ်ချက်ထိုးကဟတ်လိုက်ခြင်းဖြစ်စေ၏ကြားကြီးသည်တဲကုံမော်တို့ဘုတ်ခနဲအကြတွင်တော်ခွေကြီးကသူ စက္ကန့်ပိုင်းကလေးအတွင်းကရက်နေသောနေရာ၌မရှိတော့ဘဲ ကြားကြီးဤညာဘက်ဘေးတွင် ဖြက်ခနဲအင်မတန်ပေါ်ပါသော အရှိန်ဖြင့်ရောက်ရှိခဲ့ပြီးမြေပေါ်သို့ရုတ်တရက်အရှိန်နှင့်ကျလာသည့်ကြားကြီးဤညာဘက်နဘေးကိုတစ်ချက်ထိုးကဟတ်လိုက်ပြီးဖြစ်စေ၏ကြားကြီးသည်နာကျင်သွားသလောက်ဒေါသဖြစ်၍တောခွေးစီသို့ဝလုံးသို့ဖြီ၍ရှင်းလက်နှစ်ဖက်နှင့်အုပ်လိုက်ရာတောခွေးသည်ကြားကြီးဤခေါင်းပေါ်မှဆွေကနေလွှား၍ခုံကျော်လိုက်ပြီးကြားကြီးဤဘဲဘဲဘေးသို့ကျလိုက်သည်နှင့်တပြိုင်နက်တည်းတောခွေးကြီးဤပါဇက်က ကြာကြီးဤလက်ပြင်ကိုထိုးဟပ်ပြီးသားဖြစ်သွားပြန်မှသည်ဤတွင်ကြာကြီးသည်အင်မတန်လင်းမြန်စွာဖြင့်သူ၏အခြေအနေဟန်မုံမပေါ်သောကြောင့်ဂိုင်းတော်ထဲသို့တန်းငါခုံလွှားကွယ်ပြောက်သွားပြန်မှသည်တောခွေကြီးသည်ဂိုင်းတော်စီသို့ခေါင်းမော်ကအနက်ခံလိုက်သည်အေးအေးဆေးဆေးအမူအရာမျိုးဖြင့်စောင့်ကြောင်ထိုင်ချလိုက်ပြီးတကစ်ကစ်အတန်ပေးနေပါသည်သူ၏ခြေလက်နှစ်ဖက်ကလည်းချောင်းခုံကိုရက်ခါကုတ်ခါဖြင့်ဥမျိုးနေသောအသွင်ကိုပေါ်လွင်စေသည် ဂိုင်းတော်ကိုအကာအကွယ်ပြုကခြုံခို၍တိုက်ခတ်ရန်တော်ခွေကြီးဂိုင်းတော်ရဲ့ဝင်အလာကိုအသက်ဆောင်နေသောကြားကြီးအဖို့တမင်္ဂလာမခံချိမခံသာဖြစ်လာစေရန်တော်ခွေကြီးကအတန်ဖြင့်၎င်းအမှုအရာဖြင့်၎င်းမြူဆွေနေခြင်းသာဖြစ်ပါသည်ကြားကြီးကမိတို့မြအတန်ပြန်၍မပြူပဲချောင်းမြဲချောင်းနေတော့သည်ဥရွှေစင်အဖို့အမဒန်ကြီး၍ကောင်းသောတော်ရင်ဘိုလ်လူပွဲကြီးကိုတနတ်အဖော်ပြုလျက်တအူးတဲ့တောပွဲကြီးပိဋကတ်အဖြစ်နှင့်ကြည်နေခြင်းသာဖြစ်သည် တော်ခွေကြီးသည်ကြာကြီးမြုံနေမှန်းသိပြီးရှေ့သို့ပြောင်းတလင်းတွင် မထက်ဝင်မှန်းသိပြီးကြောင်းပရိရဲ့တမျိုးဆင်လိုက်ပြန်သည်တဟုံတို့ဂိုင်းတော်စီသို့တန်းငါပြေးဝင်ခဲ့ပြီးရုတ်တရက်အတွဲမှပင်ဂိုင်းတော်ထဲမှချောင်းကုန်ထဲသို့ခုံလာကထက်လိုက်သည်ခွေကြီးနောက်မှကြာကြီး၏ကာယာယာသဏ္ဍာန်ကြီးသည် ရှေ့စဉ်နောက်စဉ်ပါလာတော့သည်ချောင်းကုန်မော်တို့ခွေကြီးသည်ပြန်၍မကြတော့ဘဲကြာကြီး၏ညာဘက်ဘေးမှပုတ်ကာတီကာဖြင့်ရှောင်ထွက်လိုက်ရင်ထုံးစံအတိုင်း ကြားကြီး၏ညာလက်ပင်ကိုမိမိရရဟတ်ထွက်ခဲ့ခြင်းလည်းအောင်မြင်စွာလှုပ်ဆောင်ခဲ့သည်။နာကျင်လာသောကြောင့်ကြားကြီးသည်ပါဇက်ကြီးကိုဖျက်ရင်းချောင်းပုံမော်တို့ဘုခနဲကြလာကသူ့အာပုံမိုခက်ရိုရိုလှုပ်ခါမျက်နှာချင်းဆိုင်အနေထားဖြစ်နေသည့်တောခွေးစီတို့ညာလက်ဖြင့်လှမ်း၍ပုတ်ခတ်ပစ်လိုက်သည်တွင်တောခွေးကြီးသည်ပုတ်ခါတီကာဖြင့်ကြားကြီး၏လက်သေးချောင်းများကြားမှရှောင်ရှားရင်းအလစ်တွင်ကြားကြီး၏ဘဲဘဲပေးမှဖြက်ကနဲရှောင်၍ ကြားကြီးနောက်ပိုင်းသို့အရောက်ဝင်ခဲ့သည်မျက်စိရှင်လာသောဥရွှေစင်သည်တောခွေးကကြားကြီးနောက်သို့လွတ်အောင်ရှောင်ရင်းကြားကြီး၏ဘယ်ဘက်ဘေးသားကိုတချီတဲ့ကြိုက်သွားသည်ကိုအံ့ဩစွာမြင်တွေ့လိုက်ရပြန်သည်ဤတွင်ကြားကြီးသည် သူ့ဥကောင်းထောင်ရဘက်ဖြစ်သောချောင်းကန်းစီသို့ဂမုရှုရိုးနှင့်ဝေါကနေတက်ပြေးတော်သည်ခွေးကြီးသည်စိမ်းပြေနေပြီဖြင့်ကြာကြီးပြေးရဘတ်တို့ခေါင်းကိုမော့ကအနက်ခံလိုက်ပြီးခွာစင်ကြခတ်မှန်မှန်ဆက်လက်၍ ရှုံးနေသူတောပြင်ကြားကြီးနောက်သို့တက်ခါလိုက်ပါသွားပြန်မှာတော့ဒီမကြခင်တောဟောင်ကြီးလဲတော့မှမုတ်ချပဲဗျကျုပ်တွေ့လိုက်ရတဲ့အချိန်ကတောင်ပါဇက်ပြဲနေအောင်မုန်းနေပြီပဲဥွှေစင်သည်စေးပိုးလိုက်ကိုဖြွား၍တောက်ပြီးတကွေးဝေးမှာကြားကြီးကြတော့မှာပဲတကယ်လို့သာကျုပ်ကကြားကြီးသွေးချောင်းခံလိုက်ခဲ့ရင် မုတ်ချကြားတေကောင်ကြီးကိုကျုပ်ရမှာပဲကျုပ်လည်းကြိတ်ကောင်းတာနဲ့အသာထိုင်ပြီးကြည်နေခဲ့တယ် အံ့ဩစရာပါခမညာကြာကြီးဝစ်ဆိုင်တယ်ဆိုရမှာပဲမောင်ကန်လာတီလွယ်ကိုကောက်ခါလွယ်နေရမှဝင်၍ပြောလိုက်ရာဘလို့လဲလုံဆန်းမောင်ဝစ်ဆိုင်တယ်ဆိုရအောင်ကိုညွန့်တင်သည်ဝင်၍မေးလိုက်ရာတောရာတွေကနွားကျွဲခွေးတချီချီလူပါမကြံဝင်ဆွဲတဲ့အပြစ်တွေပြီးတော့တောထဲမှာဆိုရင်ဂျီတွေဆက်တွေကိုမနာမနေလိုက်ချောင်းခဲ့တဲ့ရှေးဝက်တွေပေါ်ပြီးကြာကြီးကတောခွေးရဲ့စားကောင်အမဲကောင်အဖြစ်ရှေးကတပြေးတည်းပြေးနေရတဲ့ဝစ်ကြွေးလေ လူတွေကအကောင်မပြောနဲ့ကြားချေရကြီးမြင်တိုင်းကြောက်ခဲ့ရတာတွေကျွန်တော်တို့ဘကိုးရုံးမမြေတို့အမဲပြစ်ထွက်လာကြတော့ကျွန်တော်နဲ့ဥမောင်မောင်ခင်တို့မုံဆူအဖွဲဝင်များတီတောရင်ဘိုလူပွဲအဖြစ်အပျက်ကိုနားထောင်ရင်အင်မတန်မှ ကြားရခဲ့သောတကောင်ချင်းစီးချင်းတိုက်ပွဲသတင်းကို ကျွန်တော်တို့ခေါင်းထဲမှမထွက်နိုင်အောင်ရှိနေပါတော့တည်းမြဝရီမဂ္ဂဇင်းဇွန်လ1965 လိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြသောညီကောင်မောင်နှမများ အားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။